တော်ခါကအရှာရဲ့မက်ဒီတာလက်ဆက်တင်ခေတ်မှာဖန်ဒီတွေတွေကရိုးရာနဲ့ခိမိကိုပေါင်းဆက်ပြီးတော့နိုင်ငံတကာတော့ပြန်ထွက်ပြီဆိုတော့အရရောင်နဲ့စတင်ထားရင်အခုတော့ဝမ်ချန်ပီယံရှစ်ဟာအရှာမှာအတိမတ်ပြုတဲ့တိုက်ကွင်းကြီးတစ်ခုဖြစ်လာတာပါ။ဘာကြောင့်ဒီနေ့နဲ့စတင်ခဲ့တာလဲဘလို့အစားဖြူခဲ့တယ်လဲဒီနေ့ကျွန်တော်ပြောပြပေးတော့ပါမယ်။ 2017ခုနှစ်ခုနှစ်လပိုင်း14ရက်နေ့မှာစင်ကာပူကိုအခြေစိုက်ပြီးတော့ World Fighting Champion ကိုစတင်ထိတောင်ခဲ့ပါတယ်။သူ့ရဲ့ခံယူချက်အမြင်ကတော့ MMA, Muay Thai, Kickboxing, Submission Grappling စတဲ့ဒီအမျိုးအစားတွေကိုခုနှစ်တစ်ခုဒါမှမဟုတ်တကွက်ထက်မှပေါင်းဆက်ပြီးတော့ဖန်တီးမယ်လို့စံနှုန်းတတ်မှတ်လာခဲ့ရပါသူ့ရဲ့ Solo ချက်အရတော့ဒီ Respect, Integrity, Humility နဲ့ဒီ Courage ဆိုတဲ့တံပိုးတွေကိုလူငယ်တွေ၊ပရိသတ်တွေ၊တိုက်သမားတွေရဲ့အမြင်ထဲမှာထင်ရှားစေချင်တာ ပါတာဟာဝိုင်းရဲ့စတင်ပွဲစည်းထားတဲ့အခြေဖြစ်ပါတယ်အာရှတိုက်မှာလက်တလောက MMA ခေတ်မီတိုက်ပွဲတွေကိုပုံမများလာတယ်လို့ရိုးရာမက်ဒီတာလက်တွေဟာမိုးမြော်ထားတယ်လို့အာမြင်မှုမရခဲ့ဘူးဆိုတဲ့စံခေါ်ချက်တွေရှိခဲ့ပါတယ်သူကြောင့်ဝါဟာအာရှနဲ့ကဘာကိုဆက်ဖက်သွားမဲ့ဒီမက်ဒီတာလက်ထားဖြစ်ဖို့ရည်မှန်းခဲ့ရပါနောက်ထပ်ဖြစ်ရတဲ့ထဲမှာ2013မဲလာမှာပထမဆုံးအမျိုးသမီး MMA ပွဲကစတင်ခြင်းပါပဲဒီလိုနဲ့ထူးခြားတဲ့ဝါရှင်တွေကပရ စ်တက်ရဲ့ယင်ထဲမှာစိတ်ဝင်စားမှုကိုရရှိဖို့အလားအလာဖန်တီးခဲ့တာပဲဖြစ်ပါတယ်။2015ခုနှစ်မှာ Warm FC ဆိုတဲ့အမည်နဲ့ One Championship ဆိုတဲ့အမည်အသစ်တို့ပြောင်းလဲခဲ့ပြီးတော့ဒီနေ့အဖြစ်ကမ္ဘာလှည့်တိုက်တွင်လုပ်ငန်းစဉ်တွေကိုစတင်လိုက်တာပါ။ထို့ပြင်မွေထိုင်းဖြစ်ပေါင်းစဉ်စတဲ့ခြေထောက်နဲ့ကန်လို့ရတဲ့အမျိုးမျိုးတွေကိုပေါင်းဆက်ထည့်ပြီးတော့အမျိုးအစားတွေပိုများလာခဲ့ပြီးတော့ဆိုလိုရင်စတင်ရမှာ Dimic Mediterranean တမျိုးအနေတိုက်တွင်မျိုးဆောင်ပြောင်းလဲတာလည်းဖြစ်ခဲ့ပါ ါတယ်။တာဝိုင်းရဲ့ထူးခြားတဲ့ပြောင်းလဲချက်တစ်ချက်ပဲဖြစ်ပါတယ်။ဘဝဟာ2017ခုနှစ်စက်တင်ဘာ3ရက်နေ့မှာစင်ကာပူ Indoor Stadium မှာပထမဆုံးပွဲကိုကျင်းပခဲ့တာဖြစ်ပြီးတော့အရင်ဥစွာအဖြစ်အာရှနိုင်ငံတချို့ကနေဂျူပန်ပြချီခဲ့ပါတယ်။ Federation တက်စတဲ့ နစ်အစ်စ်များပြီးတော့ဒီ break တက်နဲ့တိုက်တမားတွေကိုတံပိုးပေးတဲ့ဒီ champion structure တွေပြီးတော့အမျိုးမျိုးသောတိုက်ကွင်းများပေါင်းဆက်ခြင်းများဖြင့်တိုးတက်ခဲ့ပါတယ်။ဒုနည်းဖြင့်ဝါဟာမြေတူမဆိုးဆိုတဲ့ warrior spirit ကိုထောက်ဖော်ရန် break တက်နဲ့တိုက်တမားတို့အတွက်ယုံကြည်ဖို့စီဖို့ကြရတစ်ခုကိုစတင်တည်ထောင်ခဲ့ပါတယ်။ဝါရဲ့ရှစ်ဆောင်လမ်းကြောင်းကအာရှလက်ဝဲပွဲ metallic ကိုနိုင်ငံတကာအဆီတို့ပေါင်းချီတင်နိုင်ခြင်းကိုစုစည်းခဲ့ပါတယ်။ဒီတိုက်တမားများအတွက်ထိတွေ့ ခံစားစေမဲ့ရင်သက်ရှုမဖွယ်မြင်ကွင်းတွေရရှိလာခဲ့ပါတယ်ပရိသတ်တွေအတွက်ရိုးရတဲ့ခင်မိတဲ့စနစ်တွေကိုတခါတည်းမြင်ရမဲ့အခွေရည်တွေကိုဖန်တီးပေးခဲ့ပါတယ်ဒီလိုနဲ့ဝိုင်းရဲ့တယောင်မှုဟာစီးပွားရေးယဉ်ကျေးမှုမိသူမဆိုဤဒီစိတ်သက်အပေါ်မှာတခြားတွေနဲ့မတူတဲ့ဒီပြောင်းလဲတစ်ခုဖြစ်စေခဲ့ပါတယ်အမြင်မှုမြောက်တဲ့ဒီအနောက်မှာတော့ဒီစီးပွားရေးဖွံ့ဖြိုးရေးနဲ့စီမင်းစနစ်တွေပြောင်းလဲမှုတွေကိုတိုက်တမအခွေရည်တွေနဲ့ဒီပရိသတ်မျောလင်းချက်များနဲ့ချိန်ခွေမရှိမှုများ the traditional mediterranean lack နဲ့ commercial fried promotion တို့ကြားစိတ်ထဲမှာတိကိုင်းမှုများဒီလိုအခက်ခဲတွေခံခွေရထားပါတယ်ဒါဝိုင်းရဲ့နောက်ကြောင်တပတ်ကဘာကြီးနဲ့ရင်ဆိုင်နေရတဲ့အရာတွေပါပဲဒီစလာကျွန်တော်တို့ပြောတဲ့သမိုင်းကိုတရိပ်ပေးတယ်တယောက်ချင်းစီရဲ့စာရည်အယူဆနဲ့တတိတူကိုပြောင်းလဲနိုင်တဲ့အင်အားဖြစ်ပါတယ် one championship က the respect warrior split and that credit ဆိုတဲ့စကားလုံးတွေကိုပေါ်ထုတ်တယ်လို့လူတိုင်းမှာရှိတဲ့သူရဲကောင်းတွေကိုထူထ ထောင်ခဲ့တယ်။အာရှကလည်းတကဘာလောင်းကလည်းမွေးဖွားမဲ့တီဘော်ရီယာများအတွက်နေရာတစ်ခုဖြစ်လာနေပါပြီ။အခုချိန်မှာမင်းရဲ့စွမ်းရည်၊မင်းရဲ့အိမ်မက်၊မင်းရဲ့စိတ်ကူးတွေကိုစတင်ဖို့အချိန်ကောင်းပါပဲ။ဒီလိုဝမ်းချစ်ပြရရှိရဲ့ဘယ်တိုက်ကွင်းသမားတွေကိုကြိုက်လဲဆိုတာကိုလည်းဒီ comment မှာရေးပေးကြလို့ရပါတယ်။ဒီနေ့တော့ဝမ်းရဲ့နောက်ကြောင်ဝမ်းရဲ့တမိုင်းတစ်စိတ်တစ်ပိုင်းကိုကျွန်တော်ပြောပြတော့တာပဲဖြစ်ပါတယ်။ဟောအလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။